အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Mr. Sign ဆိုတဲ့ဒီ channel ကနေပြီးတော့ကျွန်တော် forex trading နဲ့ပတ်သက်တဲ့အကြောင်းအရာ forex trading နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုကျွန်တော်ဆက်တိုက်တင်မယ်ဒီ candle တွေအဲချက်တွေကိုတာမြင်လို့ရှိရင်ဒါမိတ်ဆွေအချို့သဘောပေါက်လိမ့်မယ်အဲတချို့ကလည်းဒါ Facebook မှာ YouTube မှာဟာလား TikTok မှာအတားမလို့ရှိရင်ဗီဒီယိုရုပ်ရှင်ကားတွေထဲမှာမြင်ဘူးကောင်းမြင်ဘူးလိမ့်မယ် ပြီးရင်ဒါဒီပနစ်ပိုင်းနေမှာဆိုပို့ပြီးတော့အတန်ကျန်လာတဲ့ crypto တို့ bitcoin တို့ဘာညာတရကဟလာပြီးရင်ကဘာရွှေဘာညာဆိုပြီးတော့ဒါကြားကောင်းကြားဘူးကြားလိမ့်မယ်เนาะတော်တော်များများကြားဘူးကြားပါလိမ့်မယ်အဲ့တော့ဒီကျွန်တော်တို့ဒီ AN ခစ်ကြီးမှာဗျာ forex trading ဆိုတာဘာလဲဆိုတာတမေးလိုက် AI တခုခုကိုဥမာ deep sick ပဲဖြစ်ဖြစ်ဟာလာကျွန်တော်တို့ gemini ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟို chat gpt ပဲဖြစ်ဖြစ်တမေးကြည့်လိုက် forex trading ဆိုတာဘာလဲဆိုပြီးတော့ तू ကနိုင်ငံတကာငွေကြေးရောင်းဝယ်ခြင်း forex trading ဆိုပြီးတော့ပဲ तू ကအာပြောပြလိုက်မယ်အဲနည်းနည်းချင်းချင်းပြောပြလိုက်မယ်ဟာလားပြောပြတဲ့အချိန်မှာကိုကမကျင်တတ်သေးဘူးဒီထက်ထပ်ပြီးတော့သိကျင်တယ်သိကျင်ရင်ထပ်မေးအောင်ငါ့ကိုဒီထက်ဒီပို့ပြီးတော့အကျဲ့ချက်ပြီးတော့ပြောပြဒါမှမဟုတ်လို့ရှိရင်တခြား platform အာတခြားတော့ AI တခုကိုတမေးနော် အာပြီးလို့ရှိရင်ဒီအရေးမေးပြီးလို့ရှိရင် ကျွန်တော်တို့နောက်ထပ် forex trading ဆိုတာဟိုအလိန်လားအညာလားအမှန်အကန်လားမမေးနော်ဘာလို့လဲဆိုရင်ကျွန်တော်တို့ forex trading နဲ့ပတ်သက်လို့ရှိရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လိန်နဲ့ညာတယ်ဟာလား investment ခေါ်တယ်ဟာလားပြီးရင်လစ်သွားတယ်အဲစရဖြင့်ဟိုမကောင်းသတင်းပဲများတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့နော်အဲ့ခါကြတော့ဒီနိုင်ငံတကာမှာ forex trading crypto trading ဆိုတာအလိန်လားအညာလားဘာလားညာလားသိကြင်လို့ရှိရင်ဒါကျွန်တော်တို့ AI ကိုတော့ main AI ကိုဖြည့်ပေးနိုင်တယ်အဲသူကအဲဒီ chat တွေပြပြီးတော့ဒီ chat တွေပြပြီးတော့လိန်နဲ့ညာတဲ့ကိစ္စတွေအရန်ကိုမှများလွန်းတယ်ဘယ်လောက်ထိများလဲဆိုတဲ့အခါကျတော့ဟိုကျွန်တော်တို့ကြာဘူးသမျှဇက်လန်းနေရဲ့90ရာခိုင်နှုန်းနေရဂျင်းနေပါအဲ့လောက်ထိတောင်မှများပါတယ်နော်ဂျင်းနေကပေါင်းစုံတယ် investment ခေါ်ပြီးတော့လစ်သွားတာတို့ဟာလာဩအကောင့်အကောင့်ဖွင့်ခိုင်းလာဆိုမှငွေတွေပြောင်းသွားတာတို့စရဖြစ်မို့နော်အဲအဲကိစ္စတွေအဲ့တော့ကျွန်တော်တို့ဒီအနေနဲ့ပတ်သက်တဲ့ knowledge တွေကျွန်တော်တို့တော်တော်လေးပြီးဖို့လိုတယ် forex trading trade ဖို့အတွက်ကသူကကျွန်တော်တို့ Jakhan broker ဆိုတဲ့ company တွေလိုတယ်နော် Jakhan broker company တွေကိုကျွန်တော်ဘယ်မှာပြမလဲဆိုတော့ဒီမှာပြပေးမှာနော် Jakhan company တွေလိုတယ်ဒါတွေကဒီမှာ just market တို့ start trader ဒါတွေကဒါဟိုပွဲစား company တွေ နော်ပွဲစားကုမ္ပဏီတွေ IC market တို့ကျွန်တော်ကဒီဟိုဥစားမှာအဲ live fitness ဆိုလို့ရှိရင်ဒါမြန်မာပြည်မှာရှိရနေတူတယ်အဲပြီးလို့ရှိရင်ဒါ paper stone တို့ပါတော့ဒါကျွန်တော်ထိုင်းကနေလောက်ဆိုမှဖွင့်လို့ရတဲ့အမထိုင်းကနေ trade လို့ရတဲ့ဟိုဟာတွေပေါ့နော်ဒါ broker တွေကျွန်တော်ဒီဂျာခန်ကုမ္ပဏီတခုမှကျွန်တော်တို့ account ဖွင့်နေငွေထည့်ရလောက်ဆိုမှဒါကျွန်တော်တို့အယောင်အဝယ်လုံလို့ရတယ်ဒေါ်လာ90လောက်ကနေစထည့်ပြီးတော့အာဒေါ်လာ100 200 1000 2000 အော်တတောင်းတတောင်းတသိမ့်မသိမ့်တတန်းတတန်းထည့်ပြီးလောက်ဆိုမှကျွန်တော်တို့ trade လို့ရတယ်နော်ကျွန်တော်တို့အယောင်းွယ်လုပ်လို့ရတယ်ဟိုဟိုစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တယ်လို့မျိုးပဲအတိုင်းမဲ့ तू ကဒီ forex trading အလုပ်ကကြော तू က phone ပေါ်မှာ computer ပေါ်မှာပဲလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ပြင်လူတွေအများကြီးနဲ့စကားမပြောရအောင်ဗျာကိုနဲ့ချက်နဲ့ချက်နဲ့ကိုနဲ့ပဲရှိရခါကြတော့ဟို ဟိုအယုံနောက်တက်တာရပေါ့နော်ဆိုင်ငန်းခတွေဝန်ထမ်းခတွေမပြေရဘူးဆိုတော့အဲ့ဒီအသွေးနဲ့ပဲကျွန်တော်လည်းဒီဒီ forex ကိုကျွန်တော်စိတ်ဝင်စားခဲ့တာပါပဲဟုတ်လားဟောအပြင်မှာကျွန်တော်တို့အလုပ်လုပ်မယ်ဆိုလို့ရှိရင်အာဆိုင်ငန်းတွေအရှာရရမှန်ပြီဝန်ထမ်းတွေဘာနဲ့မှမသိဟုတ်လားဟိုတက်ဈေးကျဈေးဟိုလန်ကီဟောမီလာရမလာရအာအအရင်အယုံနောက်ရအရင်အယုံနောက်ရတယ်ဒီဒီပုံမှာကျတော့ဟိုကိုနဲ့ချက်နဲ့ပဲရှိရအေးရော ဘလူးနမဆော့စကားပြောစရာမလိုတော့ဘူးဆိုပြီးတော့ဒါပေမဲ့ဒီလောကကြီးကအဲ့လောက်ကြီးတော့ဟိုချုံးမွေ့မနေပါဘူးကျွန်တော်တို့လည်းတင်တန်းလဲပေါင်းစုံခဲ့ပြီလိလာခဲ့တဲ့ trade ခဲ့တဲ့နီလန်းလဲပေါင်းစုံသွားပြီအဲ့မှာမှရတဲ့အတွေ့အကြုံတွေကိုကျွန်တော်ဒီမှာ channel ပေါ်မှာကျွန်တော်တင်ဆက်မယ်เนาะတင်ဆက်မယ်အဲ့တော့ကျွန်တော်တို့ဒီဂျာခန်ကုမ္ပဏီဒီတစ်ခုခုမှာကျွန်တော်တို့ trade လို့ရတယ်ဆိုတာအရင်ပြောမယ်။တပည့်ရင်ဥမာပြခမရကဘယ်မှာနေလဲ။ထိုင်ဝမ်မှာနေလို့ရှိရင် ထိုင်ဝမ်ပေါ့။ထိုင်းမှာနေရင်ထိုင်းပေါ့။ဥမာမြန်မာဆိုရင်ရလားမသိဘူး။ကျွန်တော်တစ်ချက်လောက်ရှာကြည့်အောင်မယ်နော်။ MYA N M A ရှာနော်။အမြန်မာမှာတော့ဒါတွေ trade လို့ရတယ်လို့ပြောတယ်။ဒါပေမဲ့အဲ့ဒါကြီးတော့မြန်မာမှာဒါတွေ trade လို့ရတယ်လို့တော့ကျွန်တော်မကြားမိဘူးနော်။မကြားဘူးဘူး။မြန်မာမှာကဟွာလောက်ပဲကျွန်တော်ကြားဘူးတယ်။တကယ်မရလောက်ဘူးနဲ့တူပါတယ်။ မရလောက်နဲ့တွေ့မြန်မာမှာဟွာ live finin တို့ duplin တို့ဘာလို့ညာလို့တော့နည်းနည်းချင်းချင်းတော့ကြားဘူးတယ်ကျွန်တော်အဲ့ဟိုအတိအကျမသိဘူးကျွန်တော်ကတော့ thai မှာနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် thai မှာရှိရဥစ္စာပဲဟာလာအဲတချို့တခြားနိုင်ငံငါဥစ္စာရတော့အမှန်ကန်ရမှာပါဟာလာမြန်မာကတော့သူများနဲ့မတူဘူးလေကျွန်တော်တို့ကတည့်ရတိုင်းပဲเนาะကျွန်တော်တို့ကကြောက်ခက်ကနိုင်ငံဆိုတဲ့ခါကျတော့ ကဲအဲ့တော့ဒီဒီမာတွေ तू ကငွေထည့်ပြီးတော့ trade လို့ရတယ်နောက်တစ်မျိုး trade လို့ရတဲ့ဥစ္စာတွေကကျွန်တော်တို့ဟိုဟို proof farm နေပါနော် proof farm နေကဒါဒါ funder ဟို company တွေ funder company တွေကျွန်တော်ကျွန်တော်ကဟိုဘယ်လိုပြောမလဲအဲကျွန်တော်တို့ဟိုလိုမျိုးငွေထည့်ပြီးတော့ trade ရတာမဟုတ်ဘူးဆောင်ပွဲဖြည့်ပြီးတော့ trade ရတာဥပမာကျွန်တော်တို့ကဒီ broker တွေမှာကြာလို့ရှိရင်ကျွန်တော်တို့ကဒေါ်လာ90ထည့်လိုက်လို့ရှိရင်ဒေါ်လာ90ဘူးရဲ့အောက်မှာပဲကျွန်တော်တို့အယောင်းအဝယ်လုံးလို့ရတယ် နော်ဒေါ်လာ100ထည့်လိုက်လို့ရှိရင်ဒေါ်လာ100ရဲ့အောက်မှာပဲကျွန်တော်တို့ရောင်းဝယ်လုပ်လို့ရတယ်ဒီ fund တွေကျတော့မဟုတ် fund တွေကျတော့သူကဟိုကျွန်တော်တို့ကပညာသာရှိတာနော်ပညာရှိရဲ့ငါဒီဟာကြီးကိုကောင်းကောင်းနားလဲတယ်ဒီဟာကိုကောင်းကောင်းကျွမ်းကျင်တယ်ငါ strategy တွေရှိတယ်ဟာလား risk management တွေနားလဲတယ် psychology တွေငါတို့အများကြီးကျွန်တော်တို့လေ့လာခဲ့ပြီလောက်ဆိုမှအများကြီးလေ့ကျင့်ခဲ့ပြီကိုကိုကိုနိုင်နေပြီဟာလားကိုကိုကိုအမြဲအောင် train နိုင်ပြီဆိုတဲ့အချိန်မှာဒီ fund တွေကိုတွားပြီးတော့ဖြည့်ရတယ် ဒီ funding တော့ဖြစ်ရတော့ဒီ funding ကဥပမာဆိုလို့ရှိရင်ဒီမှာဒါကျွန်တော် funding pit ပေါ့နော် funding pit ကိုကျွန်တော်နမူနာပြရိုင်းမယ်ဥပမာကျွန်တော်တို့ကအာ तू อ่ะဒေါ်လာ5000အကောင့်ဒေါ်လာ1000အကောင့်2000ခွဲအကောင့်အာ5000အကောင့်ဒေါ်လာ3000အကောင့် तू อ่ะစရပြင်အဲ့အကောင့်တွေကိုဒါကျွန်တော်တို့စောင့်ဝဲဖြည့်လို့ရတယ်ဥပမာကျွန်တော်တို့ဥပမာဒေါ်လာ9000အကောင့်ကို step 2နဲ့ဟို तू तू อ่ะဥပမာ0 1 2 step 1 2ပြီးလို့ရှိရင် funding pip pro လို့ပါတော့ तू ဟိုဥစားတွေ package တွေရှိရေပေါ့နော် အဲ့ဒီမှာပုံမှန်အဖြစ်ကျွန်တော်တို့ဖြည့်နေကြဖြစ်တဲ့ 5k ဟာလာဒေါ်လာ9000အကောင့် 2step ဆိုရင်သူကဘယ်လောက်လောက်တော့ကျလဲဆိုတော့ဒေါ်လာ36ဒေါ်လာတော့ကျတယ်36ဒေါ်လာကျွန်တော်တို့ပေးလိုက်ရင်ဒီဒေါ်လာ9000အကောင့်ကိုစံပွဲ20ဆင့်ဖြည့်ရတယ်ဟာလာစံပွဲ20ဆင့်ဖြည့်ရတယ်ပထမတစ်ဆင့်မှာသူကအမြဲ8%သူကရှာခိုင်းတယ်ဟုတ်ပြီဒီ8%ရတယ်ကျွန်တော်သူစီမင်းစီကနေတော့ရှိရပါဘောเนาะစီမင်းစီကအသေးစိတ်ကိုဒီမှာမပြောသေးဘူးဟာလာအခုကကျွန်တော်ဟိုစစချင်း intro အလုပ်ဖုတ်တဲ့အဆင့်မှာပဲ နည်းနည်းညင်ညင်မဲဟိုဖြစ်အောင်မယ်ဒီမှာ8%ဟာလာနိုင်တယ် okay 8%ရောက်သွားပြီဆိုရင်ဒီဟို patch 1အောင်ပြီးတော့ဒီမှာ patch 2ကိုရောက်မယ် patch 2မှာ तू ကနောက်ထပ်အမြတ်ငွေ5%ရှာခိုင်းမယ်5%တော့ဒေါ်လာ150မြတ်တလားအေးမြတ်တယ်ဆိုလို့ရှိရင် तू က master account ကိုပေးပြီ master account ပေးပြီဆိုလို့ရှိရင်ဟုတ်ပြီ master account ကသူကကျွန်တော်တို့ဟို trade လို့မြက်ခဲ့ပြီဆိုလို့ရှိရင် trade အောင်ပါဗျာဒေါ်လာ9000 account ကိုကျွန်တော်တို့ trade လိုက်တယ်ဒေါ်လာ900ရတယ်ဆိုပါဆို ဒီတစ်ပတ်မှာကျွန်တော်တို့ဒေါ်လာ900ရအောင် trade လိုက်တယ်900ရရတယ်ဆိုလို့ရှိရင်900ရဲ့80%ဖြစ်တဲ့ဒေါ်လာ400ကိုကျွန်တော်တို့ရအောင်ဟိုသူ့အကောင့်အမျိုးအစားတွေတော့စကားပြောเนาะ80%ခွဲပြီးတဲ့ဟာရှိရယ်70%ခွဲပြီးတဲ့ဟာရှိရယ်အဲ90%ခွဲပေးတဲ့ဟာရှိရကိုငွေထုံမဲ့ရက်တွေရွေးချယ်တဲ့အပေါ်မှာမူတည်ပြီးတော့သူကအမြတ်ငွေရဲ့80% 90%သူကခွဲပေးတယ်เนาะညာတော့အဖြစ်ကတော့ဒါ80%မှာခွဲပေးရ ဥပမာကျွန်တော်တို့ကဒေါ်လာတသိန်းအကောင့်ကိုကျွန်တော်တို့ဖြည့်မယ်ဆိုပါဆိုဒေါ်လာတသိန်းအကောင့်ဆိုလို့ရှိရင်ဒီမှာသူကဘယ်လောက်တော့ကြမယ်ဆိုတော့ဒေါ်လာ900ကျော်ကျွန်တော်တို့စောင့်ပွဲကြီးပေးသွင်းရမယ် exam fee ကျွန်တော်တို့ဒေါ်လာ900ကျော်ပေးသွင်းရမယ်ဟာလာအဲ့တော့လေဒီတိုင်းပဲ step 1အောင်တယ် step 2အောင်တယ်ဆိုတော့သူကအာ master account ရမယ် master account ကို trade trade လို့မြက်နေတွေ့သူကအမြက်ထဲကနေကျွန်တော်တို့80%ဖြားများအပြင်80%သူကျွန်တော်တို့ကိုခွဲပေးမယ်အမြက်ပါဆန့် နော်တကယ်လို့ကျွန်တော်တို့ကဆံပွဲမအောင်ဘူးဥမာဗျာဖက်ရှင်မှမအောင်ကြပါရဲဒေါ်လာ9ကျော်ပလုံရှုံးမဟုတ်ဖက်ရှင်ကိုအောင်ပြီးပြီဖက်သူးမှဒါကျွန်တော်တို့အော်ဆောင်ွက်ကြတယ်။ဟိုမှာဗျာဟိုမှာတရက်မှာမရှုံးတင်တဲ့ဥစ္စာပေါ့နော်။တရက်မှာဟိုဥစ္စာဟို5%အထိရှုံးလို့မရဘူးလို့အာဟိုအစအဆုံးမှာဟို10%ရှုံးလို့မရဘူးလို့ စရပြင်သူစီမင်းစည်းကမ်းလေးတွေရှိရအဲ့စီမင်းစည်းကမ်းတွေကနေတခုခုကနေညှိပြီးတော့ဥမာတရက်ထဲနဲ့ကျွန်တော်တို့5%ကျော်အောင်ကျွန်တော်တို့ဆုံးရှုံးသွားတယ်ဒါမှမဟုတ်လို့ရှိရင်အစဆုံးမှာကျွန်တော်တို့10%ထက်ကျော်အောင်ကျွန်တော်တို့ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဆောင်မွက်ကြပြီဆောင်မွက်ကြလို့ရှိရင်ကျွန်တော်တို့တွင်းထားတဲ့ဆောင်မွက်ကြီးတွေပလုံသူတို့စားပါတယ်နော်သူတို့စားပါတယ်ဒါဒီနီးရကျတော့သူကဟိုထရိတ်ဒင်းကိုကျွမ်းကျင်သွားတဲ့လူတွေကျတော့ဒါကျွန်တော်တို့ကအရင်နည်းနည်းနဲ့ဥမာပြောဒေါ်လာ9အကျော်လေးရင်းနှီးနှောင်းဆိုမှဒေါ်လာ အာတသိန်းတန်အကောင့်ကိုထွေခွင်းရတယ်ဆိုတာဒါ trader တိုင်းရဲ့ trader တော်တော်များများရဲ့ demand ချက်အိမ်မဲ့ဖြစ်ပါတယ်ဒါဟိုအရင်ကြီးမတတ်နိုင်တဲ့လူတွေအတွက်အရင်ကြီးနည်းနည်းနဲ့ပေါ့နော်အာအစောပိုင်းအများကြီးမတတ်နိုင်သေးဘူးအများကြီးမတတ်နိုင်သေးဘူးဆိုရင်မာဒေါ်လာ36ဒေါ်လာလောက်နဲ့ဆောင်ွက်ဖြစ်တိုင်းမဲ့ဒီဆောင်ွက်ဖြစ်ရဆိုတာပြောတာအရန်လွယ်တယ်ကျွန်တော်တို့နှစ်ပေါင်းများစွာကြာအောင်ကျွန်တော်တို့လေ့လာရတယ်သင်ယူရတယ်အများကြီးလက်ကျင်ပြီးမှဒါကျွန်တော်တို့ဟို trade လို့ဆောင်ွဲဖြီလို့ရတာမျိုးပါเนาะမဟုတ်ပဲねကျွန်တော်တို့ကကျွန်တော်တို့ကအဲဒီလိုမျိုး broker တွေမှာ trader ဆိုပါဆို broker တွေမှာ trader ကတော့ဟိုကုဒေါ်လာနဲ့ကိုပဲဟိုတချို့ကလည်းမကျွမ်းကျင်ပဲနည်းနည်း trade တယ်တချို့ကလည်းကျွမ်းကျင်လို့ trade တယ်ကျွန်တော်ဒီလောကထဲစောင့်ဝင်လာစောင့်ဝင်ဒေါ်လာ1000ဆိုလို့ရှိရင်တရက်တောင်မခံဘူးဒေါ်လာ1000တရက်တောင်မခံဘူးဒါလုံခဲ့တဲ့9နှစ်လောက်တုန်းက လုံးရခုနှစ်ရှစ်နှစ်အဲအဲအဲလောက်လောက်တုန်းကဒေါ်လာတထောင်ကတရက်တော့မခံဘူးတချို့လဲရှိရဒေါ်လာတထောင်တရက်တော့မခံဘူးနော်ဒေါ်လာတထောင်တရက်တော့မခံဘူးအဲ့တော့ဒီလောကတဲ့ဟိုဝင်မဲ့ဆိုရင်နားမလဲပါမလဲဦးကြောင်ကြားနဲ့ဟိုသူများဟိုတင်တန်းလေးဟိုခုနှစ်ရက်တပတ်တလနလတက်ပြီးတော့အာငွေထည့်ပြီးတော့အုပ်မဲ့ဆိုလုံးဝမလုပ်ပါနဲ့အဲ့ဓာရီအတွက်ကိုကျွန်တော်ဒီ channel ကနေပြီးတော့ဒီ trading နဲ့ပတ်သက်ပြီးတော့တည်တင်တည်ထိုက်တဲ့အရာတွေအရန်ကမှများလုံးနဲ့ အရန်ကိုမျာလွန်းတဲ့ general knowledge ပိုင်းအများကြီးသိရမယ်ပြီးလို့ရှိရင်ဒီ technical analysis fundamental analysis ဆိုတာဘာအားပြီးလို့ရှိရင်ဟို trading platform ဆိုတာဘာညာပြီးလို့ရှိရင် risk management ဟာလား psychology ဟိုဟို strategy strategy ဆိုလဲအများကြီးဟာလား trading system တခု trading plan တခုဖြစ်လာတဲ့အတိုင်းအတာဒီရောက်အောင်ဘယ်လိုသွားရမလဲဆိုတာအဆင်ဆင်အဆင်ဆင်အဆင်ဆင်ဒီမှာကျွန်တော်ပြောသွားမယ် ကျွန်တော်ဒီ channel ကနေပြောရမယ်ကျွန်တော်ဒီဟွာတွေကဘာတွေ trade လို့ရလဲဆိုလို့ရှင်ကျွန်တော်တို့ရွှေတွေကျွန်တော်တို့ trade လို့ရရွှေသွားတာဟွာဘောเนาะညပြောနေတဲ့ကဘာရွှေကဘာရွှေသွားတာဟာလား XAU ရွှေတွေကျွန်တော်တို့ရောင်းလို့ဝယ်လို့ရတယ်ငွေတွေစေးပါကျွန်တော်တို့ရောင်းလို့ဝယ်လို့ရတယ် Euro USD ဆိုတာဟိုနိုင်ငံတကာငွေကြေးအတွက် Euro ငွေနဲ့ Japanese Yen နေဟာလား Crypto တင်ပေါင်းနဲ့ USD US Dollar ဥစ္စာတွေဒါကျွန်တော်တို့အကုန်လုံးရောင်းလို့ဝယ်လို့ရတယ် နော်ဒီရောင်းလို့ဝယ်လို့ရတဲ့ဟာတွေကအစောတုန်းကကျွန်တော်ပြောသလိုမျိုးပဲအဲဒီဒီ broker company ကနေရောင်းလို့ဝယ်လို့ရတယ် fund company တွေကနေပြီးတော့ဒါကျွန်တော်တို့ရောင်းလို့ဝယ်လို့ရနောက်တစ်ခုကသူက exchange နေ exchange နေဆိုတော့ဥပမာဗျာကျွန်တော်တို့ဒီမှာ crypto အော် binance ပေါ့ binance တို့ပြီးလို့ရှိရင် bybit တို့ပါတော့အဲဒီ exchange တွေကနေလဲဒါကျွန်တော်တို့သွားပြီးလောက်ဆိုမှဟိုရောင်းဝယ်လို့လို့ရဒါဒီဒီ binance တွေပါတွေကတော့ crypto တွေပဲ trade လို့ရရတဲ့သူပါတယ်မပြောတော့ဘူးကျွန်တော် ဒီကျွန်တော်တို့ဒီ Binance မှာတော့ကျွန်တော် trader တွေ analyze လုပ်တာတွေဘာတစ်ခုမှမလုပ်ဘူးဟိုဒီ Binance ကတော့ဒါဟိုကျွန်တော်ကတော့ဟို USDT အလဲပြောင်းကိစ္စအတွက်ပဲ USDT ဝယ်တဲ့ပြီးရင်ကျွန်တော်အသုံးမှုကိစ္စအတွက်ပဲဒီ Binance ကိုသုံးတယ်များတော့အဖြစ်ကျွန်တော်လုပ်တာကဘာလုပ်လဲဆိုလို့ရှိရင် ဟောဒီမှာ trading view မှာကျွန်တော်က analyze လုပ်တယ်ပြီးရင်ကျွန်တော်ဒီဟိုမှာပေါ့နော် အဲ paper stone မှာ paper stone ဆိုရင်ဒါကျွန်တော်တို့ကိုပိုင် account live account trade မယ်ဒါပြီးလို့ရှိရင်ကျွန်တော် fund ဖြည့်မယ် fund ဖြည့်တဲ့ account အဟိုမှာကျွန်တော်တို့ funding pit တို့ဟာလာ fiver တို့ပြီးလို့ရှိရင် crypto fund trader တို့အဲ့ဒီမှာ၄ဒါကျွန်တော်တို့ရောင်းဝယ်ကျွန်တော်တို့လုပ်မယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့တည်တင်းတိထိုက်တဲ့အကြောင်းအရာတွေအများကြီးရှိရဲကျွန်တော်ဒီ channel ကနေကျွန်တော် set type set type ကျွန်တော်တင်သွားမယ်โอเคကျွန်တော်ကဟိုအောင်မြင်နေတဲ့ trader ကြီးမဟုတ်တလို့မျိုး ဘရိုကာဘက်ကဘာညာလည်းမဟုတ်ဘူးအဗိုင်ဇာဘာညာလူဆွဲအကောင့်ဖွင့်အဲဘာညာဘာတို့မှမဟုတ်ဘူးဝါဒနာအလျာကျွန်တော်ကအရင်တုန်းကကျွန်တော်ဒီဖုန်းလောကမှာဆိုကျွန်တော်စတင်တယ်အဲကျွန်တော်ဝါဒနာအရာကျွန်တော်ဒီ trading နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဆက်တိုက်ပြောရမယ်โอเคတကယ်တမ်းပြောချင်တာကလေဒီ channel ကနေပြီးတော့ကျွန်တော်က ဟို trading strategy နဲ့ပတ်သက်တဲ့အကြောင်းအရာပဲပြောခြင်းတယ်ကျွန်တော်ဟိုဒီကကြီးခခွေးအကြောင်းအရာတွေကျွန်တော်မပြောခြင်းဘူးတို့တော့ညာလည်းပဲ channel တစ်ခုစပြီဆိုတဲ့အချိန်မှာလုံးဝမတည်သေးတဲ့လူတွေအတွက်လည်းနားလည်နိုင်အောင်လို့ကျွန်တော်အတတ်နိုင်ဆုံးအောက်ဆုံးကနေစပြီးတော့နားလည်တလောက်ကျွန်တော်စွမ်းတလောက်ပေါ့နော်ကျွန်တော်ပြောပြကြည့်မယ်သင်ပြကြည့်မယ်နော် okay တကယ်လို့ခင်ဗျားတို့ for trading စဉ်းစားရဆိုရင်ကျွန်တော် channel ကို subscribe လုပ်ထားဟို notification လောက်နှိပ်ထားနော် okay